2025ခုနှစ်ဇွန်လ12ရက်နေ့ဂျာတာပရင်းနေ့ညနေပိုင်း6နာရီဂျူရူဝရရှိတဲ့တိုင်းတာချက်တွေနဲ့မြန်မာပြည်ရာသီကုတုအခြေအနေများကိုဆက်လက်ခမန်းတင်ပြမှာဖြစ်ပါတယ်။ဒီကနေ့တောင်တရုတ်ပင်လယ်မှာပြစ်ပေါ်နေတဲ့လေဖျားနဲ့ဟာရပ်ဝန်းနဲ့လေဆိုင်ဝဲဟာဒီကနေ့မှာဆိုလို့ရှိရင်ညနေ6နာရီမှာတနာရီမိုင်90ကျော် စတင်တိုက်ခတ်လာတဲ့အတွက်သူ့ကိုဝူတစ်ဆိုတဲ့မုံတိုင်းအမည်စတင်တတ်မှတ်လိုက်ပါတယ်ဝူတစ်ဆိုတာတရုတ်အမည်ဖြစ်ပြီးတော့မြန်မာလိုတော့လက်ပြာလို့ခေါ်ဝေါ်တယ်လို့သိရှိရပါတယ်ဒီဝူတစ်မုံတိုင်းရဲ့လေဆွဲအကြောင်းလို့မုတ်တုံလေစီးကြောင်းဟာမြန်မာပြည်အောက်ဖက်ကို အားကောင်းကောင်းနဲ့တိုက်ခတ်နေပြီးတော့ မြမာပြည်အလဲပိုင်းနဲ့မြမာပြည်ကမ်းရိုးတန်းဒေသကိုလည်းအချိန်ဟုန်ပြင်းစွာနဲ့ရေငွေ့တွေတေဆောင်တိုက်ခတ်နေခြင်းဟာမြမာပြည်အတွက်အာဏာရှိတဲ့အခြေအနေမလို့ကျွန်တော်တို့ဒီကနေ့ညနေတင်ပြရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့7နှစ်ရဲ့နှစ်ညနေ9နာရီလောက်မှာရေမုံတိုင်းလေစာများရဲ့အချက်လက်များအရမြမာပြည်အောက်ပိုင်းမှာ တိမ်များထူထပ်ပြီးတော့မြမပြည်လေပိုင်းမှာကွက်ကြားမိုးကြီးနေတာတွေ့ရသလိုပဲအခြားဒေသတွေမှာလည်းနေရာကွက်ကြားမိုးတွေရွာနေတာကိုကျွန်တော်တို့တိုက်တာရရှိပါတယ်ဒီကနေ့ဆက်နေ့နေ့မှာရွာသွားတဲ့မိုးတွေကို လေ့လာကြည့်မယ်ဆိုလို့ရှင်တော့မန္တလေးနေပြီးတော့အနောက်ဖက်နဲ့မကွေးတိုင်းတနင်္လာရီတိုင်းလို့မှာမိုးရေချိန် သုံးလက်မလောက်ကြီးနေရာကွက်ပြီးတော့မိုးကြီးသွားတာကိုကျွန်တော်တို့တွေ့ရှိရပြီးတော့ဒီအဝါရောင်ပြနေတဲ့ဒေတာတွေမှာဆိုလို့ရှိရင်တော့မိုးရဲ့ကြီးတိတသမ၄လက်မလောက်ကြီးရရှိမယ်လို့ကျွန်တော်တို့ခန့်မှန်းထားပါတယ်ရှင်းတောင်နာမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်း ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အထူးသဖြင့်မနေ့ဖြင့်တောက်ကြာ73ရက်နေ့မှာဆိုလို့ရှိရင်တော့ဝူကိမုံတိုင်းရဲ့ဆွဲအားကြောက်မလို့မြမာပြည်အောက်ဖက်မှာရေကြီးနိုင်တဲ့အခြေအနေကိုကျွန်တော်တို့အသိပေးဒရီပေးတင်ပြလိုပါတယ် အထူးသတိထားရမယ့်နေရာတွေကတော့ရခိုင်ပြည်နယ်တောင်ဘက် AROD တိုင်းတောင်ဘက်ရန်ကုန်တိုင်းတောင်ဘက်မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆိုလို့ရှိရင်တော့မိုးရေကြီးငါးလက်မကနေပြီးတော့6လက်မ9လက်မအထိရုပ်တရက်မိုးကြီးခြင်းနဲ့ရင်ဆိုင်ရမယ့်အခြေအနေဖြစ်လို့မိတ်ဆွေများကိုအသိပေး မျှဝေပေးကြပါထို့အတူပဲကချင်ပြည်နယ်မှာမိုးရေကြီးတိတ္တမ၄လမလောက်ဒီနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုပဲချင်းတောင်တန်းမကွေးတိုင်းရှမ်းပြည်တောင်ပိုင်းရခိုင်ပြည်နယ်တောင်ပိုင်းပဲခူးတိုင်းတနင်္သာရီတောင်ဘက်တို့မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အခြေအနေရှိပါတယ်။တနင်္နေ့၁၄ရက်နေ့ရောက်တဲ့အခါမှာလည်း မုတ်တုံလေစီကြောင်းအားနဲ့မြမာပြည်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တယ်လို့ပဲမြမာပြည်အထက်ပိုင်းမှာလည်းမိုးများနိုင်တဲ့အခြေအနေရှိပါတယ်ထို့တူချင်းတောင်တန်းသခိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နေပြည်တော်ရခိုင်ပြည်နယ်တရားဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့် ရခိုင်ရိုးမနဲ့ရခိုင်ပြည်တောင်ပိုင်းဒဝယ်ကနေပြီးတော့မော်လမြိုင်အထိနေရာကွက်ပြီးတော့မိုးရရင်လေးလမငါးလမလောက်အထိရရှိနိုင်တဲ့အနေအထားဟာအနေရဲ့ရှိလာပြီလို့အတိပေးတင်ပြလိုပါတယ်25ရက်နေ့တနင်္ဂနွေနေ့မှာတော့ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ် တနေ့နိုင်တိုင်းအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးရေကြီး6လမကျော်ကျော်ရွာသွန်းနိုင်တဲ့အနေဒါဟာကျွန်တော်တို့တောင်ပြိုခြင်းလမ်းပြိုခြင်းတောင်ဆောင်များမှနေထိုင်သူများမြေချောင်းများမှ နေထိုင်သူများရေအလုံးလိုက်တိုက်စားခြင်းအခြေအနေများကိုခံရနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့မိတ်ဆွေများကိုအချိန်မီဂရိပေးကြပါထို့အတူပဲ အချင်းပြင်းနယ်သခိုင်းတိုင်းတက်ပိုင်းချင်းပြင်းနယ်ရခိုင်ပြင်းနယ်အေရဝတီတိုင်းပဲခူးတိုင်းမန္တလေးတိုင်းအရှိပဲရှမ်းပြင်းနယ်တို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ဒီအနေထားဆိုလို့ရှိရင်ကျွန်တော်တို့ဘူတစ်မုန်တိုင်းကြောင့်မြမပြည်အောက်ဖက်မှာသဘာဝဘေးအန္တရာယ်ခံစားနေရတဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ခမန်းချက်တွေကိုမိမိတို့မိတ်ဆွေများကို YouTube ကတစင်းမျှဝေပေးနိုင်တယ်လို့ပဲကိုသက်ထွေးနိုင် Telegram ကနေပြီးတော့လဲ MP3 နဲ့ဆက်လက်မျှဝေပေးကြပါထို့အတူဒီကြားထဲမှာနီးစနစ်ပိုင်းနဲ့ပုံစံနည်းရထူးခြားချက်များရှိလို့ရှိရင်လဲဦးထေးတင် Group Facebook မှာလိုအပ်လို့ရှိရင်အချက်အလက်များနဲ့တင်ပြနေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်